မိတ်ဆွေခဏလောက်စဉ်းစားကြည့်ဘူးပါလားဘာလို့တရှိုးလူတွေကဘလောက်ပဲစူးစမ်းစူးစမ်းဝေကြီးပြဿနာတွေနဲ့ပဲလုံးပန်းနေရပြီးတရှိုးတွေကြတော့ဘာအလုပ်ပဲလုပ်လို့အောင်မြင်နေပတ်စံတွေအလွယ်တကူဝင်နေကြရတာလေဗျာဒါဟာကန္တရားတတ်တတ်ပဲလားဒါမှမဟုတ်သူတို့ကကိုယ့်ထက်ပဲအရန်ကိုပို့ပြီးတော်နေလို့လားကျွန်တော်ပြောရင်းပါတယ် အဖြေကတော့လုံးဝမဟုတ်ပါဘူးမိတ်ဆွေဘလောက်ပဲစ조사ပန်းစားလုပ်နေတယ်ဆိုတာအဓိကမဟုတ်ပါဘူးအဓိကကမိတ်ဆွေရဲ့ကောင်းတဲ့မှာဝေချင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးစီမံယုံကြည်ရေးဆွဲထားလဲဆိုတာကအဓိကပါဒီနေ့မှာတော့ကဘာကျော်စာအုပ်ကောင်းတဲ့အုပ်ဖြစ်တဲ့စာအုပ်ရဲ့ The Secret of the Millionaire Mind ဆိုတဲ့စာအုပ်ထဲကလူတိုင်းမသိကြတဲ့ ါ။ဒါပေမဲ့တတိယိုင်းတည်ထားတဲ့လေဝက်ဆက်တွေကိုကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေနဲ့ကန့်ညီအောင်ပြန်ပြီးရှင်းပြပေးသွားမှာပါ။ဒီဗီဒီယိုလေးကိုကြည့်ပြီးရတဲ့မိတ်ဆွေရဲ့ဝေကြီးကန့်ညီမကိုပြောင်းလဲဖြစ်ဖို့အစဉ်သင့်ဖြစ်နေပါလိမ့်မယ်ခင်ဗျာ။ဒီဗီဒီယိုမှာကျွန်တော်တို့ကအဓိကအပိုင်းကြီး၃ပိုင်းခွဲပြီးတော့ပြောပြပေးသွားမှာပါ။တဲ့ပထမဆုံးအချက်အနေနဲ့ ငွေကြေးပုံစံဘွက်ဆိုတာဗာလဲငယ်ငယ်ကလေးကမိဘတွေပတ်ဝန်းကျင်ကရိုက်သွင်းပေးလိုက်တဲ့အတွေ့တွေကမိတ်ဆွေတို့ရဲ့လက်ရှိပတ်စံရေးကိုဘယ်လိုထိန်းချုပ်ထားလဲဆိုတာကိုရှင်းပြပေးမှာပါဒုတိယအနေနဲ့ခြွေဝါမှုအဆက်ဆက်ခွန်တဲ့ဆက်ဒါကတော့ရှင်ရဲရဲ့သူတွေနဲ့ချမ်းသာတဲ့သူတွေရဲ့ကွာခြားချက်ဆက်ခွန်တဲ့ချက်ပါဒီအဆက်တွေကိုတီးလိုက်တာနဲ့ မိတ်ဆွေကဘယ်နေရာမှာမှားနေလဲဆိုတာချက်ချင်းကိုသိလာပါလိမ့်မယ်။နောက်ဆုံးမှာတော့လက်တွေ့လုံဆောင်ရမယ့်ဤတန်းတွေနဲ့ပြိတက်တွေသိကျင်မဲ့အကြောင်းအရာကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်နော်။အပိုင်း၁မိတ်ဆွေရဲ့ငွေကြေးပုံစံကွာမိတ်ဆွေတို့အနေနဲ့အင်တာအိမ်စောက်တော့မယ်ဆိုရင် ပုံစံအရင်ဆွဲရတယ်မဟုတ်ပါလားဒီအတိုင်းပါပဲအိမ်ကထွက်လာမှာပါလေငွေကြီးမှလည်းဒီအတိုင်းပါပဲကျွန်တော်တို့တရားရှင်းကြီးရဲ့အုံနောက်ထဲမှာငွေကြီးပုံစံပွဲဆိုတာရှိပြီးသားပါဒါကိုစာရေးဆရာကအပူချိန်ထင်းကရိယာနဲ့နှိုင်းရှင်ပြီးပြထားပါတယ်ဥပမာအကန်တွေးအပူချိန်ကို29ဒီဂရီတက်မှတ်ထားတဲ့ဆိုပါစို့ ပရင်ပေါဖွင့်လိုက်လို့အေးသွားရင်တော့ဆက်ကအလိုလိုပြန်မောင်းပြီး28ဒီဂရီပြန်ဖြစ်အောင်လုပ်ပေးပါလိမ့်မယ်။ပူသွားရင်လည်းပြန်ပြီးအေးသွားအောင်လုပ်ပါလေ။လူတွေရဲ့ဝေရှားနိုင်စွမ်းကလည်းဒီလိုပါပဲ။မိစေရဲ့အုံနောက်ထဲမှာလားစာသုံးသိန်းညာလူလို့သတ်မှတ်ထားရင်မိစေကဝေဆယ်သိန်းရုပ်တရက်ဝင်လာရင်တော့အဲ့ဒီငွေကို ကုံအောင်တနည်းနည်းနဲ့သုံးမိပါလိမ့်မယ်။ဒါမှမဟုတ်ပြဿနာတစ်ခုတက်ပြီးဝေပြန့်လျော့သွားပါလိမ့်မယ်။ဒါကြောင့်ထိပေါက်တဲ့သူတွေတော်တော်များများဟာခဏလေးနဲ့ပြန်ဝဲသွားကြတာပါ။သူတို့ရဲ့ငွေကြေးပမာဏလက်ခံနိုင်စွမ်းကသေးငယ်နေသေးလို့ပါပဲ။ဒါဆိုဒီပုံစံဘက်ကဘယ်ကစားတာလဲ။ငငယ်ကမိဘတွေပြောတာကိုကြားဖို့ကြမှာပါ။ ပတ်စံဆိုတာမကောင်းဆိုးဝါးတယောက်ပဲရှမ်းတာတဲ့သူတွေကလောဘကြီးတယ်ပတ်စံကသစ်ပင်ပေါ်ကခိုးလို့ရတာမှတ်နေလားဒီစကားတွေကကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာဝင်နေပြီးဝေရှားရတာခက်ခဲတယ်ရှမ်းတာမကောင်းဘူးဆိုတော့အတိကဝင်သွားစေပါနဲ့ဒီရဲ့ဝေကြီးပုံစံဝက်ကိုမပြင်တဲ့၍မိတ်ဆွေဘလောက်ပဲ စ조사ပြီးအလုပ်တွေလုပ်နေပါစေမချမ်းသာနိုင်ပါဘူးဒါကြောင့်အခုချိန်ငါစပြီးကျွန်တော်ရဲ့အုံနောက်ကိုပြန်ပြီး reprogram လုပ်ရမယ်အချိန်ဖြစ်ပါတယ်ဆင်းရဲတဲ့အတွေးတွေကိုဖယ်ပြီးတတိယအတွေး၁၈ချက်ကိုထည့်သွင်းရပါမယ်အပိုင်းနဲ့တတိယအတွေး၁၈ချက်ဒီအပိုင်းကတော့အရန်ကိုအရေးကြီးပါတယ် သေးသေးချာချာဂယုတ္တဆိုင်နားထောင်ပေးကြပါနော်တကံကြမ္မာဘောဖန်တီးတဲ့သူပထမဦးဆုံးကွာခြားချက်ကတတိတွေကငါရဲ့ဘဝကိုငါကဖန်တီးတယ်လို့ယုံကြည်ကြပါတယ်ဇင်ရတဲ့သူတွေကတော့ငါဘဝကကံတရားအတိုင်းပဲဖြစ်လာတာလို့ယူဆထားကြပါတယ်မြန်မာနိုင်ငံမှာဒါကတော်တော်များပါတယ်စီးပွားရေးမကောင်းလို့ အစိုးရမကောင်းလို့မိဘကအမွေမပေးလို့ကံမကောင်းလို့စသဖြင့်အမြဲတမ်းသူများပေါ်လွှဲရှားတတ်ကြပါလေသူများပေါ်အပြစ်ပုံရနေတဲ့၍ကိုကိုကိုသားအောင်လုပ်နေတဲ့၍မိတ်ဆွေကဘယ်တော့မှမရှမ်းသာနိုင်ပါဘူးရှမ်းသာခြင်းရင် ကိုဘဝရဲ့ကောင်းခြင်းဆိုခြင်းအလုံးဟာကိုယ့်ရဲ့လက်ချက်ပဲဆိုတာကိုတာဝန်ယူရပါမယ်။နေ့အနိုင်ကစားခြင်း ဇင်းရတဲ့သူတွေက မရှုံးရင်ပြီးရောဆိုပြီးကစားကြပါတယ်။တတိတွေက နိုင်ကိုနိုင်ရမယ်ဆိုပြီးကစားပါတယ်။ဘောလုံးပွဲတပွဲမှာ ကိုက ခံစစ်ကြီးပဲပိတ်ကစားနေရင် နိုင်ဖို့မလွယ်ဘူးလေ။စီဝိုင်းမှာလည်းဒီလိုပါပဲ။အစဉ်ပြေယုံလေးပဲမွေးမသွားရင်တော်ပြီလို့တွေးရင်မိတ်ဆွေဘယ်တော့မှမရှမ်းသာပါဘူး။ပစ္စည်းတွေကကျွဲဝါမှုကိုညှော်မှန်းပါလေ။ တမန်လူတွေကတသောတသာဖြစ်မှုကိုပဲမျှော်မှန်းကြတာပါ၃ဖြစ်ရှင်တာလားဖြစ်ကိုဖြစ်ရမှာလားလူတိုင်းကိုမေးကြည့်ပါရှမ်းသာခြင်းလားလို့အားလုံးကရှမ်းသာခြင်းသာပေါ်လို့ဖြေကြပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့ရှမ်းသာရင်ကောင်းမယ်ဆိုတဲ့အဆင့်မှာပဲရှိနေကြတာပါတတိယတွေကျတော့ငါရှမ်းသာကိုရှမ်းသာရမယ်ဆိုပြီးသစ္စာဆိုထားကြတာပါ ရန်သာဘူအတွက်လိုအပ်ရင်အချိန်ပိုလုံးမယ်အပန်းဖြစ်ရာတွေလျှော့မယ်စွန့်စားမယ်ဆင်ရဲတဲ့သူတွေကတော့ရန်သာခြင်းပေမဲ့အပင်မမခံခြင်းဘူးဝမ်းနဲ့ပုံမမမကတရှားစီပါပဲလေကြည်ကြည်မာမာတွေးခေါ်ပါမြမစကားမုံတစ်ခုရှိတယ်မဟုတ်လားရီမန်းချက်ရှိမှလမ်းကြောင်းတည့်မယ်တဲ့ဆင်ရဲတဲ့သူတွေကတေးသေးလေးပဲတွေးကြပါတယ် ။ဘာလို့လဲဆိုတော့ကြောက်လို့ပါ။ရှုံးမှကြောက်တာကတပိုင်းကိုကိုကိုမထိုက်တန်ဘူးလို့ထင်တာကတပိုင်းပါ။တတိတွေကတော့ကြီးကြီးကျယ်ကျယ်တွေးကြပါလေ။လူပေါင်းများစွာကိုဘလုံးဝင်ဆောင်မှုပေးနိုင်မလဲစဉ်းစားတယ်။မိတ်ဆွေရဲ့ဝင်ဝေးဆိုတာမိတ်ဆွေပေးလိုက်တဲ့တံမိုးနဲ့ညီညာပါတယ်။အိမ်ဆိုင်လေးဖွင့်တာနဲ့တနိုင်ငံလုံးပို့ဆောင်နိုင်တဲ့လုပ်ငန်းလုပ်တာက ဝင်ငွေချင်းမတူနိုင်ပါဘူး။ငါအခွင့်အလမ်းကိုမြင်တတ်ရှင်အခက်အခဲတစ်ခုခုဖြစ်လာပြီဆိုပါစို့ဆင်းရဲတဲ့သူတွေက ပြဿနာကို အရင်ဆုံးမြင်ကြပါတယ်။တတိယတွေက အခွင့်အလမ်းကိုအရင်မြင်ကြတာပါ။ဥပမာကုံစည်နှုံးတွေတက်လာတဲ့တာမန်လူတွေကကြီးကြပါတယ်။ဇီဝိုင်းသမားကလူတွေဇေတ္တာလာလိုချင်နေပြီ။ငါဘလို့ ဇေတတတတာထုတ်လို့ပေးရမလဲဆိုပြီးဇေကွက်ကိုမြင်နေခွတ်တဝက်ရှိနေတဲ့ရေကိုတဝက်တောင်လိုသေးတယ်လို့မြင်တာနဲ့တဝက်တောင်ရှိသေးတယ်လို့မြင်တာကလုံအားကိုဟွာရှားတာပါနံပါတ်6တတိယကိုမမုံပါနဲ့ဒါကကျွန်တော်တို့စီမှာအရန်အရေးကြီးပါတယ်ရုပ်ရှင်တွေထဲမှာဆိုရင်တတိယဆိုရင်လူယုံမှာ ဆင်းရဲသားကယူသားသာဆိုပြီးရိုက်ပြတာများကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့မသိစိတ်မှာတတိတွေကမကောင်းဘူး၊လောဘကြီးတယ်လို့ထင်လာကြပါတယ်။တည်တည်ချာချာပြန်ပြီးစဉ်းစားကြည့်နော်။မိတ်ဆွေကမိတ်ဆွေမကြိုက်တဲ့လူတွေရောဖြစ်လာပါမလား။မဖြစ်နိုင်ပါဘူး။တတိတွေကိုမုန်းနေရင်မိတ်ဆွေဘယ်တော့မှတတိဖြစ်လာမနိုင်ပါဘူး။ဒါကြောင့် ောင်မြင်သူတွေကိုမြင်ရင်မုဒိတာပွားတာသူတို့စီကနေလေးလာတင်ယူပါနံပါတ်5အပောင်းသည်မိတ်ဆွေကိုကြည့်ရင်လူကိုသိနိုင်တယ်တဲ့တတိတွေကသူတို့ထက်တော်တဲ့အောင်မြင်တဲ့ positive ဖြစ်တဲ့သူတွေနဲ့ပဲပေါင်းသင်းကြပါတယ်စင်ရတဲ့သူတွေကမြင်းညူတတ်တဲ့အစိုးမြင်တဲ့သူတွေနဲ့ဝိုင်းဖွဲ့ပြီးတပည့်ဆိုင်ခံကြပါတယ်မိတ်ဆွေပဝင်းချင်းမှာအမြဲတမ်း နိုင်ငံရေးမကောင်းဘူးစီးပွားရေးမကောင်းဘူးလို့ညှိနေတဲ့သူတွေရှိရင်မိတ်ဆွေလည်းအဲ့ဒီစွမ်းအင်တွေကူးစက်ခံရမှာပါပဲနေရုံထက်ဖြစ်ရှင်ရင်ချက်တွေနဲ့မရောပါနဲ့နံပါတ်၈ကိုကိုကိုရှောင်ရှားခြင်းစင်ရတဲ့သူတွေကအယောင်ကြော်ညာဆိုရင်အမြင်ခဲ့ကြပါတယ်တတိတွေကသူတို့ရဲ့တံပိုးကို သူများသိအောင်ရှာပြဖို့ဝင်မလေကြပါဘူး ကဘာပေါ်မှာအရှမ်းသာသောပုံကိုယ်တွေကိုကြည်လိုက်ပါအီလွန်မတ်စတီဂျော့တို့လိုအကုန်လုံးဟာ ထိတ်တန့်အယောင်သမားတွေပါ ကို့မှာကောင်းတဲ့အရာကုန်ပစ္စည်းဝန်ဆောင်မှုအရေးရှင်ရှိနေရင်ဒါကိုလိုအပ်နေသူတွေတီအောင်ပြောပြရရရပါမယ်ကိုကိုကိုမကြောညာရရင်မိတ်ဆွေရဲ့တန်ဖိုးကိုဘသူကမှတိမာမဟုတ်ပါဘူးနံပါတ်9ပြဿနာထက်ကြီးမြတ်ပါစေ လူတိုင်းမှာကြေတနာရှိပါတယ်။တတိနဲ့ဆင်းရဲသားกว่าတာကပြဿနာမရှိတာမဟုတ်ပါဘူး။ပြဿနာပေါ်တုံ့ပြန်မှုကกว่าရှားသွားတာပါ။ဆင်းရဲသူတွေကပြဿနာလာရင်ရှောင်ပြေးကြပါတယ်။ပြဿနာအောက်ရောက်သွားကြပါတယ်။တတိတွေကတော့ပြဿနာထက်ကြီးနေအောင်နေပါတယ်။ level 5ပြဿနာလာရင်ကိုက level 10ဖြစ်အောင်調査ပါတယ်။ မာဖြစ်ရှင်းနိုင်နေလူရဲ့စိတ်သူတို့မှာအမြဲကိုရှိနေကြတာပါနံပါတ်30လက်ခံနိုင်စွမ်းတချို့လူတွေကပေးတာတော့ရက်ရောပါတယ်ဒါပေမဲ့ပြန်လက်ခံရမှာကြအာနာတယ်ငါနဲ့မထိုက်တန်ပါဘူးလို့ထင်နေကြပါတယ်တတိတွေကတော့လေပေးလဲပေးတယ်လို့ယူလဲယူတတ်ကြပါတယ်စကြဝဠာကြီးကဟာနေတာကိုမကြိုက်ပါဘူး မိတ်ဆွေကလက်မခံခြင်းဘူးဆိုရင်အဲ့ဒီငွေတွေကလက်ခံခြင်းတဲ့သူစီကိုရောက်သွားပါလိမ့်မယ်။ဒါကြောင့်တခုခုရလာရင်ဂျေစုတင်ပါတယ်ဆိုပြီးဝမ်းမြောက်ဝမ်းသာလက်ခံပါ။၁ရာလက်နဲ့ငွေယူပါ။တာမန်ဝန်ထမ်းတွေကအချိန်နဲ့ဝေယူကြတာပါ။တတိယတွေကရလက်နဲ့ဝေယူကြတာပါ။အချိန်ဆိုတာအကန့်အသတ်ရှိပါတယ်။ တနေ့မှာ24နာရီပဲရှိတာပါအချိန်ရဲ့ငွေလဲနေတဲ့ွေမိတ်ဆွေတို့ရဲ့ဝင်ဝေကမျက်နှာချက်ရှိနေမှာပါပဲတတိတွေက သူတို့မလုံရင်တော့ဝင်ဝေဝင်မဲ့စနစ်တွေရားလက်ပေါ်မူတည်တဲ့အကျိုးခံစားခွင့်တွေကိုရေးရွေးချယ်ကြတာပါနံပါတ်7နဲ့နှစ်ခုစလုံးယူမယ်ဆင်းရဲတဲ့သူတွေကတစ်ခုပဲရွေးလို့ရမယ်ထင်ပါတယ် ပတ်စံလားပြောရှင်းမှုလားမိသားစုလားအလုပ်လားတတိယကတော့နှစ်ခုစလုံးဘယ်လိုရနိုင်မလဲလို့စဉ်းစားကြပါလေပတ်စံလည်းရှိခြင်းနဲ့စိတ်လည်းရှမ်းသာခြင်းနဲ့အလုပ်လည်းအောင်မြင်ခြင်းနဲ့မိသားစုနဲ့လည်းအချိန်ဖြုန်းကျင်ကြတာပါ either of မဟုတ်ပါဘူး both ပါစဉ်းစားပုံပြောင်းလိုက်တာနဲ့နိလန်းတွေကပေါ်လာပါလိမ့်မယ် နံပါတ်7ပိုင်ဆိုင်မှုတာမန်လူတွေက လားစာပဲရောက်ရလေလို့မေးကြပါတယ်။တတိယအရှင်ချင်းကြတော့မင်းရဲ့အတတ်ရင်ကြွယ်ဝမှုဘလောက်လဲလို့ကြည့်ကြပါတယ်။လားစာများတိုင်းမရှမ်းသာပါဘူး။လားစာ၁၀သိန်းရပြီး၁၀သိန်းကုန်ရင်တုံညပါပဲ။အတတ်ရင်ကြွယ်ဝမှုဆိုတာဝင်ငွေစုစုပေါင်းငွေယင်းနှမြောင်ငွေတွေကနေအကျွေးကိုနှုတ်လိုက်တာပါ။ တရေတွေကလာစာဒိုးဖို့ထက်ပိုင်ဆိုင်မှုဒိုးဝါဖို့ကိုပိုပြီးအာရုံစိုက်ကြပါတယ်။နံပါတ်၄ဝေကြီးစီမံခန့်ခွဲမှုငါမှာပတ်စံမှာမရှိတာဘာကိုစီမံခန့်ခွဲရမှာလဲ။ပတ်စံရှိမှလုပ်မယ်လို့ပြောတတ်ကြပါတယ်။ဒါကအရန်ကိုမှာပါတယ်။ပတ်စံနေနေချိန်မှာတည်တည်ချာချာစီမံနိုင်မှပတ်စံကများလာမှာပါ။စာအုပ်ထဲမှာအိုးလျှောက်လုံးစနစ်ကို ပြောပြပေးထားပါတယ်၁သုံးဆွဲဖို့အတွက်90ရာခိုင်နှုန်း၂ရင်းနှီးမြှုပ်နှံမှုအတွက်10ရာခိုင်နှုန်း၃ပညာသင်မှုအတွက်10ရာခိုင်နှုန်း၄ရေရှည်သုံးခုအတွက်10ရာခိုင်နှုန်း၅အပန်းဖြေဖို့အတွက်10ရာခိုင်နှုန်း၆လူဒံမှုအတွက်10ရာခိုင်နှုန်းလားစာတသိန်းပဲရရင်တော့ဒီအရှိုးစားတိုင်းခွဲသုံးတဲ့ အကျင့်ကိုလုပ်ပါအကျင့်ကပမာဏထက်ပိုပြီးတော့အရေးကြီးပါတယ်နံပါတ်5ဝေကိုခိုင်းပါရှင်ရတဲ့သူတွေကဝေရဖို့အတွက်အလုပ်လုပ်ပါတယ်တတိယတွေကဝေကိုအလုပ်ပြန်ခိုင်းပါတယ်အိမ်နေရင်ဝင်ဝေရတဲ့ဝေမရှိသေးရဲ့မိတ်ဆွေဟာလွတ်လပ်မှုကိုမရနိုင်ပါဘူး store share အင်ရှင်မြေဒုမဟော ကိုမပါပဲလေပတ်နေတဲ့စီပွားရေးဓာရီကိုတည်ဆောက်ပါငွေကိုကျွံအဖြစ်ငွေမြူပါတခင်အဖြစ်ခေါင်းပေါ်မတင်ပါနဲ့နံပါတ်6ကြောက်စိတ်ကိုကြော်ပြတ်ပါကြောက်စိတ်ဆိုတာလူတိုင်းမှာရှိပါတယ်တတိတွေလည်းကြောက်ကြတာပါပဲဒါပေမဲ့သူတို့ကကြောက်စိတ်ကြောင့်ရမတန်သွားပါဘူးကြောက်နေပါစေဆက်လုပ်လိုက်ပါ ဆင်းရဲတဲ့သူတွေကအစဉ်ပြေမှကြောက်စိတ်ပြောင်းမှဆိုတာမျိုးစောင့်ဆိုင်ရင်အခွင့်အရေးတွေဆုံးရှုံးကုန်တာပါတတောင်းတတဆောင်ကနေရုံထွက်မှကြွယ်ဝမှုစုံကိုရောက်ရှိမှာပါနံပါတ်7အမြဲတမ်းတင်ယူပါငါတိပီသားပါကွာဆိုတဲ့စကားကကဘာပေါ်မှာအနည်းငယ်ရှိဆုံးသောစကားပါပဲဆင်းရဲတဲ့သူတွေကသူတို့အကုန်တည်ရဲ့ထင်နေတတ်ကြပါတယ် ။တရေတွေကတော့ငါမသိသေးတာတွေအများကြီးပဲဆိုပြီးအမြဲတမ်းလေးလာနေကြတာပါ။စာဖတ်တယ်၊သင်တန်းတတ်တယ်၊ပညာရှိတွေနဲ့ဆွေးနွေးတယ်။မိတ်ဆွေရဲ့ဝင်ဝေးတိုးပွားခြင်းရဲ့မိတ်ဆွေရဲ့အရင်ရှင်းကိုအရင်ဆုံးတိုးမြင့်မှရပါလိမ့်မယ်။ကဲအနည်းဆုံးပြန်ကြည့်ကြရအောင်ပါ။တတိယဖြစ်ဖို့ဆိုတာပတ်စံဘလောက်ရှားနိုင်လဲဆိုတာအထက်မိတ်ဆွေရဲ့ စိတ်နေစိတ်ထားကအဓိကပါပဲကျွန်တော်တို့ရဲ့ဝေကြီးပုံစံဘက်ကိုပြုပြင်ရပါမယ်ပြဿနာတွေအကြောင်းပြချက်တွေကိုရှာနေမဲ့အစားအဖြေနဲ့အခွင့်အလမ်းကိုသာရှာဖွေပါသူတို့ဘာကိုမုံတီးနေမဲ့အစားအားကြအတူယူပါအရှင်ငယ်ငွေကိုမလဲပဲရာလက်နဲ့ငွေကိုလဲလဲပါရာသလောက်သုံးမဲ့အစားစနေတကြခွဲဝေသုံးဆွဲပါ ဒီရရှက်၁၈ရက်ကိုတရက်လည်းနဲ့ပြောင်းလဲဖို့မလွယ်ကူပါဘူး။ဒါပေမဲ့နေ့စဉ်သတိကပ်ပြီးလေ့ကျင့်သွားမယ်ဆိုရင်မိတ်ဆွေရဲ့အုံနောက်ကသတိလမ်းကြောင်းပုံကိုအလိုလိုရောက်သွားပါလိမ့်မယ်။အခုကျွန်တော်ပြောခဲ့တဲ့အချက်တွေတဲကမိတ်ဆွေတို့ရဲ့အကန့်ညီဆုံးဒါမှမဟုတ်ပြုပြင်ဖို့အလိုအဆုံအချက်ကဘာဖြစ်မလဲခင်ဗျာ။ဥပမာငါက ကြောက်စိတ်အရန်များနေတာပဲဒါမှမဟုတ်ငါကဝေဝစနစ်တကျမတုံ့တက်သေးဘူးပဲစသဖြင့်ပေါ့အောက်ကဂုံမတ်မှာရေပေးခဲ့ပါအောင်နော်ကိုရဲ့အားနည်းချက်ကိုဝန်ခံလိုက်တာကပြုပြင်ပြောင်းလဲခြင်းရဲ့ပထမအဦးဆုံးသောရှေ့လမ်းပါပဲပြီးတော့နောက်ထပ်အရေးကြီးတာတစ်ခုရှိပါသေးတယ်ဒီဗီဒီယိုကိုကြည့်ပြီးအော်ဟုတ်တာပဲလို့တွေးနေုံနဲ့မပြီးပါဘူး ဒီနေ့ကစပြီးတခုခုစတင်လုပ်ဆောင်ပါပတ်စံတထောင်ပဲရှိနေရင်တော့စောစောကပြောခဲ့တဲ့အိုးရှောင်းလုံးစနစ်နဲ့စနစ်တကျခွဲဝေကြည့်ပါကိုမကြိုက်တဲ့တတိတယောက်ကိုမြေတားပို့ကြည့်ပါအပြတ်သဘောဆောင်တဲ့စကားဝိုင်းတွေကိုရှောင်ခြင်းပါဒါတွေကလက်တွေလုံးဆောင်ရမယ်လုံးဆောင်ချက်တွေပါပဲဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိရဆိုရင် like လေးပေးခဲ့ဖို့မမေ့ပါနဲ့ပြီးတော့ကိုချမ်းသာစေခြင်းနဲ့တိုးတက်စေခြင်းနဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်း sharing လုပ်ပေးပါအောင်ခင်ဗျာဒါဟာသူတစ်ပါးရဲ့အောင်မြင်မှုကိုလိုလားခြင်းကုညီခြင်းဖြစ်တဲ့အတွက်မိတ်ဆွေစီကိုလည်းကောင်းကျိုးတွေပြန်ပြီးရရှိလာပါလိမ့်မယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပါသေးရင်လည်းအခုပဲ subscribe လေးနှိပ်ထားပေးပါအောင်เนาะ ဝေဇေတိပညာနဲ့ပတ်သက်ပြီးမြမလူမျိုးတွေအတွက်အကောင်းဆုံးသောအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေရာဖြစ်လို့ channel လေးကို subscribe လေးလုပ်ပေးပါအောင်နော်နောက်ဆုံးအနေနဲ့စာရေးသူရဲ့နမည်အကြီးဆုံး affirmation စာလုံးလေးနဲ့မိကုံချုပ်ရှင်ပါတယ်လက်ညှိုးလေးကိုကိုယ့်ရဲ့နှဖူးမှာထည့်ပြီးဒီလိုပြောလိုက်ပါငါမှာတကြွယ်တစ်ထည်အောင်အောင်ရှိတယ်ဟုတ်ကဲ့ အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့အားလုံးစိတ်ရောကိုယ်ပါရှမ်းသာကြွယ်ဝကြပါစေခင်ဗျာနောက်ပြီးရီမှာပြန်လည်ဆုံတွေ့ကြပါမယ် see you